ယူနိုက်တက်တင်ဟာကင်မရွန်တိုက်စစ်မှု MMO ခေါ်ယူနိုင်ဖို့အတွက်ဘရန်ဖို့အတင်းကိုပေါင်တန်း60ကျော်နဲ့ဒုတိယအကြိမ်မြောက်ကန်လန်မှုပြုလုပ်ခဲ့ပါရယ်။ယူနိုက်တက်တင်ဟာ MMO အတွက်ပေါင်45တန်းအတွန်းပေါင်10တန်းနဲ့အခုလအစောပိုင်းကပထမဆုံးကန်လန်မှုပြုလုပ်ခဲ့တာကိုဘရန်ဖို့အတင်းကပယ်ချခဲ့တာပါ။ ဲဒါကြောင့် United တင်ကပြောင်းရွှေ့ရေးတိုးပြီးထပ်ကမ်းလည်းမပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ United တင်ရဲ့ဒုတိယချိန်မြောက်ကမ်းလည်းမှုက MMO အတွက် Brentford အသင်းလိုချင်နေတဲ့ပေါင်65တန်နဲ့နှိစက်မှုရှိလာခဲ့တာပါ။ United နဲ့ Brentford အသင်းတို့က MMO အတွက်ဆွေးနွေးမှုတွေကိုရတဲ့တဲ့ဘက်ကြာမြင့်စွာပြုလုပ်နေခဲ့တာဖြစ်ပြီးဒီဘက်ထဲမှာလည်းဆက်ပြီးဆွေးနွေးတော့ဖို့ရှိနေပါတယ်။ United တင်ကတော့ MMO ကိုရာသီကြိုးလေ့ကျင့်မှုတွေစတင်မဲ့အချိန်မှာအသင်းနဲ့အတူပူးပေါင်းပြီးလေ့ကျင့်မှုတွေပြုလုပ်နိုင်ဖို့မျှော်လင့်နေတာပါ။ United တင်ကဇူလိုင်9ရက်မှာလေ့ကျင့်မှုတွေပြန်လည်စတင်တော့မှာဖြစ်ပါတယ်။ MMO ခွေးကို Brentford အသင်းနှီးပြအောင် Thomas Frank ကိုက်တွယ်နေတဲ့စပါးအသင်းကလည်းစိတ်ဝင်စားနေတာပါ။ဒါပေမဲ့ MMO က United အသင်း င်ကိုပြောင်းရွှေ့ဖို့ဆက်ရထက်တန်နေတာဖြစ်ပါတယ်။တန်25နှစ်ရွယ်ကြီးအမ်မိုမိုကပြီးခဲ့တဲ့ရာသီကပရီးမီးယားလိဂ်ပြိုင်ပွဲမှာသွင်းကို20တိသွင်းယူနိုင်ခဲ့တာကြောင့်တိုက်စစ်ပိုင်အခက်အခဲဖြစ်နေတဲ့ယူနိုက်တက်တင်ဟာသူ့ကိုအဓိကပြင်ပတ်ဖြစ်သတ်မှတ်ခဲ့တာပါ။ရာရဲတင်ဟာဒီနေ့ရာသီပြောင်းရွှေ့မှာဟူးတင်ဟာကွန်ညာတိုးတဲ့ဟိုသာခေါ်ယူထားပြီးနောက်ထပ်ပြောင်းရွှေ့ပြင်ပတ်တွေကိုစောင့်ကြည့်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။